ိုပေါ့နော်မနက်ထလာတဲ့ချိန်မှာပေါ့နော် allergy များမိတာလားဘယ်မနေ့ကဘာစားမိထားလဲလဲကိုလည်းမသိဘူးပေါ့နော်ပြောမယ်ဆိုဆက်ဆက်ဖြစ်ချင်းကလေးကနေမီးလောင်တလို့မျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာမှန်တော့တောက်လျှောက်ကြည့်တယ်ဆန်းလိုလေးမှန်ကိုပဲအဲ့လိုမျိုးကြည့်ပြီးတော့လေးလေးရုပ်ကလေးတဖြည်းဖြည်းနဲ့ပြောင်းလာတာလေးလေးအေးပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ9ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့သက်သာသွားတယ်ပြီးတော့တေချာလေးလည်း ဆိုင်လိုလည်းအလားလည်းကြိုက်တယ်ဆိုတော့လေပို့ပို့ပြီးတော့လည်းဒီ use site တယ်ဖြစ်တာဆိုရင်ဆိုင်လိုအခုဆိုရင်တော့သုံးပတ်လောက်တော့ရှိပြီထင်တယ်သုံးပတ်ပေါ့နာလားဆိုတော့ဘယ်လိုဖြစ်ပြရမလဲအဓိကဆိုင်လိုကလေးလေးတွေကိုပို့ပြီးတော့ဒီ use site ခိုင်းစီချင်တာပေါ့နော်ဆိုင်လိုလိုမျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မစင်စားရက်စရာပဲ ်ဒီနေ့ကတော့ Harry Republic ရဲ့10 year anniversary ကိုတက်ရောက်ဖြစ်တာပါဆိုင်လိုလည်းအမြဲတမ်းလက်စပင်လုပ်နေကြဆိုတော့ပေါ့နော်စပင်အယောင်ကိုခဏခဏ change တယ်ဒါပေမဲ့စပင်ကမပြတ်စီးသွားဘူးပေါ့နော်အဲ့ဒါလေးတခြားလေးတွေ give side ပေးတာရှိပါလားမထောက်တဲ့ဆက်ကလေးကနေဆက်လုပ်ဖြစ်တာပေါ့နော် Harry Republic ကဆိုင်ခွဲပေါင်းများစွာတစ်ချက်ပို့ပြီးတော့ဖွင့်နိုင်ပါစေလို့ဆိုင်လိုကဆုမကောင်းတောင်းလိုက်ပါတယ်ရှင်ဆိုင်လို Facebook မှာတင်ထားတဲ့ video လိုမျိုးပဲပေါ့နော်အထက်ကတော့ ကိုကအားလုံးကို awareness ပြတဲ့အနေနဲ့တင်ပေးလိုက်တာပေါ့နော်အဲ့ဒီ trust sign လို့လည်းအရင်လည်းကုတူလည်းရသွားပါတယ် sign လို့ကိုယ်တိုင်အပါဝင်ပေါ့နော်မိဖို့ကောင်တကယ်ကြောက်ဝင်မကြဘူးတာတစ်ခါမှလည်းမြင်လည်းမမြင်ဘူးဘူးကြားလည်းမကြားဘူးဘူးဒါပေမဲ့မနစ်ကအချိန်တုန်းကပေါ့နော်မေကသူ့ကိုဘန်ကောက်မှာမိဖို့ကောင်အစိတ်ရေဘယ်လိုမျိုးထိသွားတယ်ဆိုတော့ကြားဘူးတယ် အဲ့ဒီကလေးကလည်းသူကအရင် complain လုပ်တော့နားထဲမှာအများတန်းနားကြားမိနေတာပေါ့နော်မေကလည်းအများတန်းမိဖို့ကောင်းရဲ့သူဟာအများပြောနေတော့အဲ့ဒါလည်းရုတ်တရက်ပေါ့နော်ညဘက်မှာကိုလည်းပြေမထင်မှတ်တဲ့အချိန်ဒီမှာဘလို့မှမထင်မှတ်ထားတဲ့အချိန်မျိုးမှလည်းဖြစ်သွားတယ်ဆိုတော့လည်းလေအဆုံးပဲပေါ့နော်ဒါပေမဲ့ဆိုင်းလူတစ်ခုပေါ့နော်ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဘာအကောင်ကိုက်သွားလဲဆိုတော့တခါတန်းပြီးတော့တန်းတိသွားတယ် တေချာကကနနမသိဘူးဆိုပိုပြီးဒုက္ခရောက်မှာလေကိုကိုကိုဘောနောမနက်ထလာတဲ့ချိန်မှာဘောနောအလာဂျီများမိတာလားဖွေးမနေ့ကဘာစားမိထားလဲလဲကိုလည်းမသိဘူးဘောနောတတိထားမိလိုက်တာတော့ညဘက်မှာမိဖို့ကောင်လိုမျိုးအကောင်လေးနှကောင်တွေးမိလိုက်တယ်ဆိုတာပေါ့အဲ့ဒါနဲ့စိတ်ထဲမှာအဲ့လိုမျိုးဟာလို့မိဖို့ကောင်လားမသိဘူးဆိုပြီးတော့ဒေါက်တာရဲတွေကိုပဲဖုန်းဆက်လိုက်တာအဲ့ဒါနဲ့လဲခဏကစိုက်လို့ရဒီ Facebook မှာတင်ထားလိုမျိုးပဲပေါ့အဲ့လိုမျိုးဖြစ်သွားတာဖြစ်တာဆိုရင်စိုက်လို့ဖြစ်ဆိုရင်တော့၃ပတ်လောက်တော့ရှိပြီတဲ့ ုံးပတ်ပေါ့နာလားဆိုတော့ဘယ်လိုဖြစ်ပြရမလဲကျောင်းမှာဆိုဆက်ဆက်ဖြစ်ချင်းကလေးကနေမီးလောင်လိုမျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတူကူတူမီးလောင်လိုမျိုးပဲခံစားနေရတယ်အဲ့ဒီလိုကိုကလည်းနားတော့ပုံမှန်တော့မဖြစ်နိုင်တော့ဘူးပေါ့ allergy စားရတာလည်းအမားလည်းမရှိဘူးတူကူတူကတော့မီးလောင်ပဲဆိုပြီးတော့ပြီးတော့ဆင်းနေတာလည်းအမြဲတမ်းပြီးတော့ဒီ allergy စားထားတာပေါ့နော် ဆိုင်လိုလေအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေစိတ်ကိုအမြဲ short ထားတယ်ပြီးတော့စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲ့လို့ဖြစ်သွားမှတော့လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုကိုလည်းဘယ်ဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့အဲ့တော့စိတ်ကိုအကောင်းဆုံးပဲကွာအမှန်တမ်းပြောမယ်ဆိုရင်စိုင်းသူဖြစ်တုန်းကဆိုရင်တော့မလေဘယ်သူမှမသိဘူးစိုင်းသူ social media မှာတင်တဲ့အချိန်တော့မှစိုင်းသူရဲ့လေးရမြောက်လားအဲ့လောက်ရှိသွားပြီစိုင်းသူကခုပါလာကိုတယောက်တည်းပဲအိမ်မှာပဲဒီလိုမျိုး ့ဘာလာကိုလုံနေရပေါ့နော်ခြေရဝန်းနဲ့တေချာပြောတယ်ဒါပေမဲ့ခဏပြောဆိုပဲပေါ့နော်အဲလိုစားဖြစ်ကြတဲ့ကနေအားလုံးတွဲပေါ့နော် awareness ဖြစ်သွားရအောင်ပေါ့နော်ဗီဒီယိုလေးတော့ရိုက်ထားလိုက်မယ်ဆိုတော့အဲ့လိုမျိုးလေးနဲ့လည်းဖြစ်သွားလိုက်တာမှန်တော့တောက်လျှောက်ကြည့်တယ်ဆိုင်လိုလေးမှန်ကိုပဲအဲ့လိုမျိုးကြည့်ပြီးတော့လေးလေးရုပ်ကလေးတဖြည်းဖြည်းနဲ့ပြောင်းလာတယ်လေး အဲ့ပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ5ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့တက်တာွားတယ်ပြီးတော့တေချာလေးလည်းစိုက်လို့လည်းအလှလည်းကြိုက်တယ်ကျော်လေးပို့ပြီးတော့လည်းဒီ use site တဲ့တေချာကိုထိတ်ခဲလဲလုပ်တယ်ပြီးတော့အဲ့ဒီဖြစ်နေတဲ့အချိန်မှာပေါ့နော်စိုက်လို့ကလည်းဘာမှမစင်စားဘူးကိုယ်တွန်စိတ်ပျော်ရွှင်နေမယ့်အရာပေါ့စိုက်လို့အဲ့လိုမျိုး art pieces လေးလည်းလုတ်ဖြစ်လိုက်တယ်အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှ ဘယ်ချိန်ပြောက်မယ်မလဲမသိတော့လေအဲ့လိုမျိုးရရှိတယ်ခဏပြောသလိုပေါ့နော်ကုသိုလ်ရသွားတာပေါ့နော်အကုန်လုံးမီးပေါ်ကောင်ရဲ့အားလုံးကိုဘယ်လိုမျိုး view site ပြီးတော့တတိထားရမလဲဆိုတာသိသွားတယ်အဓိကဆိုင်ကကလေးလေးတွေကိုပို့ပြီးတော့ view site ခိုင်းစီချင်တာပေါ့နော်ဆိုင်လိုလိုမျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မစင်စားရက်စရာပဲ ဆရာဝန်ပြောတာတော့လေအကောင်ကလေ तू ကကြိုက်တာတော့မဟုတ်ဘူးလေ तू ကလေသူ့နာနေသူ့ရဲ့အစိတ်ကြီးအဲ့လိုမျိုးခံလိုက်တယ်ပေါ့နော်သူတို့လည်းသူတို့ကိုယ်သူသူတို့ protect လုပ်တယ်ထင်တယ်အဲ့ဒီအစိတ်ကြီးပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့ထင်တယ်အဓိကပေါင်နားမှာအဓိကအစားထင်တယ်ပေါင်ကနေဆိုင်လူလက်ကို ကုတ်လိုက်မိတယ်ကုတ်ကပြီးတော့လက်ကနေတစ်ဆင့်မျက်နှာကိုပုတ်မိလိုက်တာပေါ့နော်အာဆိုင်လို့ပေါ့နော်သူတို့ကကြတော့လေမိုးတွင်းမှာတော့ကုတ်ကူတယ်ပြီးတော့စောင်းတွင်းကျရင်သူကပေါက်တယ်ပေါ့နော်အဓိကသူတို့တွေကမီးကိုကြိုက်တယ်အဲ့ဒါကြောင့်လေမီးကိုကောင်လို့ပြောတာဖြစ်မယ်ပေါ့နော်အဲ့ဆိုတော့တေချာလေးကြီးယူဆိုင်ပါပြီးတော့မီးလေးတေချာလေးတွေပိတ်ဖို့ပေါ့နော်ဟုတ် မင်းကတော့အစကရင်ကနေအကုန်လုံးမပိတ်ပြီးတော့အကြမယ်ဆင်းတယ်။ဒါလို့လည်းမိပိတ်ပြီးတော့အိတ်တာပဲ။ကျေကိုပါလာကိုတယောက်တစ်ဖက်လုပ်ခဲ့တာ။အဲ့ဒီအချိန်ကစိုက်ကိုတွက်ကောင်းတော့လေတကယ်ကို nightmare ပဲအိမ်မက်ဆိုးလို့မျိုးပဲ။ဒါပေမဲ့အကောင်းဆုံးတော့ကျော်ဖြတ်သွားနိုင်ခင်ပါတယ်။အဲကျော်တာတော့မဖြစ်ဘူးစိုက်လို့ဆိုရင်အခုစိုက်လို့ပြောသလိုပဲပေါ့နော်ဒုက္ခဆိုတာတစ်ချိန်ကဒါတစ်ချိန်ကြာရင်ဟာတာဖြစ်လာမယ့်အရာပဲ။ အဲ့ဆိုအခုဆိုရင်တော့မအားလုံးကလေစိုက်လူ e people ကောင်ဆိုပြီးတော့ why ဘီစတွေကလည်းတွေ့ရတယ်ဟိုအချိန်တခုတော့ပေးရမှာပေါ့ဘာလို့လဲဆိုတော့မျက်နှာတစ်ခုလုံးလဲဟိုကလေလောင်သားလိုမျိုးဖြစ်သွားတာလေစိုက်လူရဲ့တကယ်ဟိုကပေါ့တဖြည်းဖြည်းနဲ့တော့ပျောက်လာမှာပေါ့နော်အခုဆေးလဲလိမ့်နေတောက်ဆေးရလဲတောက်ဆေးကတော့အခုချိန်တော့တောက်တော့တောက်သေးတာပေါ့နော်နံပါတ်ချန်နဲ့အခုကဒါကလေ e-product makeup link ဟာပေးပြီးတော့လုံးဝ ့ make up အစွမ်းနဲ့အရန်ကိုဖုံးထားတာအမှန်တော့တော့ကြံသေးတယ်အားလုံးရဲ့ဆုတောင်းပေးစကားကြောင့်မို့လို့ထင်တယ်တကယ်ကိုအားလုံးရဲ့ blessing ကိုတကယ်ကိုရခဲ့တယ်အရန်လည်းတကယ်အရန် appreciate ဖြစ်တယ်ပေါ့နော်အားလုံးတို့လည်းအများကြီးပေါ့နော်ချက်ပြစရာတွေလည်းအနည်းပညာတွေလည်းအများကြီးလည်းရှိပါသေးတယ်ဟုတ်ပြီးတော့အခုပေါ့နော်ဒီလမဲ့အော်တိုဘာလာ31ရက်နေ့ကျရင်ဖိုင်လူဘူဘူရစပ်မှာပေါ့နော်ဆိုင်ကကိုယ်တိုင်း host လုပ်ပြီးတော့ Halloween event လေးလုပ်ထားတယ်ပေါ့နော်အဲ့ဒါလေးလည်းရှိပါတယ်